မင်္ဂလာပါခင်ဗျရေကုတ်ခစ်တက်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်။ရခိုင်ပြည်နယ်ကြောက်ဖြူမြို့နယ်ကတိုက်ပွဲမှာအကြမ်းဖက်စစ်ကောင်စီဘက်ကတိုင်းစစ်ဦးစီးမှုပထမတန်း G1 ဒုတိယဗိုလ်မှူးကြီးကျော်လင့်ကျိုင်ဆိုသူနဲ့စစ်တုံးမအများပြကူအရကတတော်အေအေကအရှင်ဖမ်းဆီးရရှိထားပြီးအလံပြူထောက်အလင်းဝင်တဲ့စစ်သားတွေတော်တော်ကိုများနေတယ်ဆိုပါတယ်။ တော်လိုင်းတဖွဲ့တွေအနေနဲ့ပြည်သူလူထုနဲ့အတူတသားရဲ့ရည်တည်မှုအပြင်တော်လိုင်းရေးကိုလုံမစားဖို့နဲ့ပြည်သူအကူရတဲ့တက်တော်အဖြစ်စ조사ဖို့ KAKNDF စီဦးစီးချုပ်ဗိုလ်မှူးချုပ်အောင်မြတ်ကတတိပေးပြောဆိုလိုက်တဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့ ရခိုင်ပြည်နယ်ကြောက်ဖြူမြို့နယ်ကတိုက်ပွဲမှာအကြံဖက်စစ်ကောင်စီဘက်ကတိုင်းစစ်ဦးစီးမှုပထမတန်းဂျီဝမ်ဒုတိယဗိုလ်မှူးကြီးကျော်လင်းကျိုင်ဆိုသူနဲ့စစ်တုံးမှအများပြားကိုအရကတတော်အေအေးကအရှင်ဖမ်းဆီးရရှိထားပြီးအလံဖြူထောက်အလင်းဝင်တဲ့စစ်သားတွေလည်းတော်တော်ကိုများနေတယ်လို့အေအေးစီရေးတင်ရှင်းမိကရန်ကုန်ကစ်တေကိုပြောပါတယ်။ ဒါကတော့မေလ30ရက်နေ့ဖြစ်တဲ့မနေ့ကပဲရခိုင်ပြည်နယ်ကြောက်ဖြူမြို့နယ်မင်းတက်တောင်ကျေးရွာအနီးမှာခက်တီတီနဲ့စစ်ကြောင်းထိုးလာတဲ့အကြံဖက်စစ်ကောင်စီတပ်နဲ့အာရကတပ်တော်အေအေကြတိုက်ပွဲဖြစ်ပွားခဲ့တယ်ဆိုပါတယ်အဲ့ဒီတိုက်ပွဲတွင်အကြံဖက်စစ်ကောင်စီဘက်ကတိုက်စစ်ဦးစီးမှုပထမဒဏ်ဂျီဝမ်ဒုတိယဗိုလ်မှူးကြီးကျော်လင်းကျိုင်ဆိုသူနဲ့စစ်တုံးမဲ့အများပြားကိုလက်နက်ခဲယမ်းတွေနဲ့အတူအာရကတပ်တော်အေအေကအရှင်ဖမ်းဆီးရရှိထားပြီးစစ်ကောင်စီတပ်တွေဟာ အရခတတော်အေးကိုဘလို့မှမရှင်နိုင်တော့ပဲသူတို့ကစာပြီးစစ်ကြောင်းထိုးလေအလဲလဲအကွက်ကွက်နဲ့ဘုံမှုကြီးအဆင့်တွေကအစာအဖမ်းခံရတဲ့အထိအကြည့်ကျဲရှုံနေနေကြတယ်လို့အေးအေးရဲ့စီးရဲတည်ရင်မိကပြောထားပါတယ်တစ်ဖက်ကကြောက်ဖြူမြို့နယ်အတွင်းမှာဖြစ်နေတဲ့တိုက်ပွဲတွေမှာလေစစ်ကောင်စီဘက်ကစစ်သားအများပြားဟာလက်နက်ချအလင်းဝင်တာတွေတော်တော်ကိုများနေသလိုစစ်ကောင်စီကရခိုင်ပြည်နယ်ရှေ့တန်းကိုစစ်အင်အားတွေပို့နေလေ တကယ်တကယ်ရှေ့တန်းတွေရောက်လာတဲ့စစ်သားတွေဟာစိတ်ဓာတ်တွေပြက်ပြားနေပြီးတိုက်လို့ခိုက်လို့စိတ်လုံးဝမရှိကြတော့တဲ့အခြေအနေတွေကိုတွေ့နေရတဲ့အပြင်လက်တလုံးမာတဲ့အလံပြူထောင်လက်နက်ချတဲ့သူတွေရောတိုက်ပွဲတွေကနေထွက်ပြေးသွားကြတဲ့သူတွေရောနဲ့စစ်တပ်ကကစင်ကလျားတွေကိုဖြစ်နေကြတယ်လို့ AACA သတင်းရင်းမြစ်ကရန်ကုန်ခေတ်တကိုပြောထားပါတယ်။ဒါအပြင်လက်ရှိမှာအချက်ဖက်စကောင်းစီဘက်ကရခိုင်စစ်မြေပြင်တွေအတွင်းစစ်ရေးကုတ်ကဲသူမလုံလောက်တော့တဲ့အတွက် ဘီဝါမှုလို့အဆင့်နဲ့ဂျီဝမ်အဆင့်တွေပါရှေ့တန်းကိုစစ်စင်ရေးထွက်နေရတဲ့အခြေအနေဖြစ်နေပြီအခုဆိုရင်မေလ30ရက်နေ့ကဖြစ်တဲ့မနေ့ကဒီကြောက်ဖြူမျိုးနဲ့တိုက်ပွဲမှာစစ်ကောင်စီရဲ့တိုင်းစစ်ဦးစီးမှုပထမတန်းဂျီဝမ်ဒုတိယဗိုလ်မှူးကြီးကျော်လင်းကျိုင်စုသူနဲ့စစ်တုံးမှန်အများပြားကိုအာရခတတော်အေးကအရှင်ဖမ်းဆီးရရှိထားပြန်တာဖြစ်တယ်လို့မေလ28ရက်နေ့ကလည်းအဲ့ဒီကြောက်ဖြူတိုက်ပွဲမှာပဲစစ်ကောင်စီဘက်ကနီးဗျူဟာမှုဗိုလ်မှူးကြီးကျော်မျိုးအောင်စုသူလဲအာရခတတော်အေးရဲ့လက်ချက်နဲ့ပဲစနိုက်ပါမိပြီးပွဲချင်းပြီးကိုတိတ်သွားတယ်လို့သူ့ရဲ့မိသားစုတွေကိုတိုင် နာရေးကြော်ညာထည့်ထားတာကိုလည်းတွေ့ရပါတယ်ခင်ဗျာတဖက်မှာတော့ဒေါ်လာရေးတဖွဲ့တွေအနေနဲ့ပြည်သူလူထုနဲ့အတူတသားရဲ့ယက်တီဖို့အပြင်ဒေါ်လာရေးကိုလုံမစားဖို့နဲ့ပြည်သူအားကိုးရတဲ့တပ်တော်အဖြစ်စ조사ဖို့ KAKND ရဲ့စစ်ဦးစီးချုပ်ဗိုလ်မှူးအောင်မြတ်ကတတိပေးပြောဆိုလိုက်ပါတယ်ဒါကိုတော့ဒီကနေ့မေလ31ရက်နေ့မှာကြာရောက်တဲ့ KNP အမျိုးသားမြတ်ကာကွယ်ရေးတပ် KNDF တီထောင်ချင်း၄နှစ်ပြည့်အခမ်းအနားမှာ KAKNDF စီဦးစီးချုပ်ဘုံချုပ်အောင်မြက်ကတတိပေးပြောဆိုလိုက်တာပါအဲ့ဒီမှာ KNDF စီဦးစီးချုပ်အနေနဲ့အဓိကပြောသွားတာကတော့လက်ရှိတော်လိုင်းရေးတပ်ဖွဲ့တွေအနေနဲ့ပြည်သူလူထုနဲ့အတူတသားနဲ့ယက်တီဖို့အပြင်စစ်မြေပြင်မှာလိုက်နာရမယ့်စီကန်းတွေကိုတသွေးမတိန်လိုက်နာပြီးကလေးသူငယ်တွေနဲ့အမျိုးသမီးတွေအပါအဝင်အယက်သားပြည်သူတွေကိုကာကွယ်စောင့်ရှောက်ဖို့တွေကိုလည်းမှားချသွားသလိုတစ်ဖက်မှာလည်းပြည်တွင်းပြည်ပကရရှိတဲ့ရန်မုံငွေတွေကိုတော်လိုင်းရေးအတွက်ထိရောက်တဲ့လုပ်ငန်းစဉ်တွေမှာစနစ်တကျအသုံးပြုဖို့နဲ့ တော်လိုင်းကြီးကိုလုံမစားဖို့တတိပေးပြောသွားတဲ့အပြင်ပြည်သူအားကိုရတဲ့တက်တော်အဖြစ်စ조사ဖို့တွေကိုပါတပါးတည်းမှာကြားသွားရုံနဲ့မကလက်ရှိတနိုင်ငံလုံးလွတ်မြောက်ဖို့အတွက်တော်လန်တိုက်ပွဲဟာအောင်မြင်မှုခရီးလမ်းကိုရောက်နေတာနဲ့အမျှရန်သူဘက်ကတွေးခွဲတက်ရှိုးတဲ့ကိစ္စတွေကိုပါတတိထားကြဖို့ KAKNDF စီဦးစီးချုပ်ဘုံမှုချုပ်အောင်မြက်ကတတိပေးပြောဆိုတော့ပါတယ်ခင်ဗျတပတ်မှာတော့ မန္တလေးတိုင်းတောင်သားမြို့နယ်မှာကျပ်ဖက်စကောက်စီတက်အတွက်စစ်ကူနဲ့ရိတ်ခါပူကာနစီကိုတော်လိုင်းတက်တွေကကြားဖြတ်တိုက်ခိုက်ချင်းမမှုအတွင်းစစ်သားနှစ်ဦးရဲ့မပါအောင်တဲ့အတူလက်နက်ခဲရန်အချို့နဲ့ကာနစီကိုပါတော်လိုင်းတက်တွေကတင်စီရရှိထားတဲ့အပြင်နောက်ထပ်စစ်ကောက်စီတက်သားတဦးကိုပါအရှင်ဖမ်းဆီးရမိထားတယ်လို့တောင်သားမြို့နယ်ပကဖားရဲ့တာဝန်ရှိသူတဦးကရန်ကုန်ခေတ်တက်ကိုပြောပါတယ်ဖြစ်စဉ်ကတော့မေလ29ရက်နေ့ကပဲတောင်သားမြို့ကနေဝဲလောင်ချေးရွာဘကူအကျပ်ဖက်စကောက်စီတက်အတွက်စစ်ကူနဲ့ရိတ်ခါပို့ဖို့ထွက်လာတဲ့ကာနစီကို တော်လိုင်းတက်တွေကတောင်သာဝဲလောင်လမ်းပိုင်းမှာကြပြတ်တက်ခိုက်ချင်းမုန်းခဲ့တယ်ဆိုပါလေအဲ့ဒီလိုတက်ခိုက်မှုအတွေ့စကားတစည်းကတော့လမ်းဘေးကိုထိုးရက်သွားတဲ့အထိချိန်မုန်းခံလိုက်ရတယ်လို့တိုက်ပွဲအပြီးအဲ့ဒီစကားပေါ်မှာကြံခဲ့တဲ့စကောင်စီတတနှစ်ဦးရဲ့မပါအလောင်းနဲ့ခဲရန်အချို့အပြင်အဲ့ဒီကားတစည်းကိုပါတော်လိုင်းတက်တွေကတိမ့်စီရရှိထားပြီးနောက်ထပ်စကောင်စီတတတဦးကိုလည်းအရှင်ဖမ်းဆီးရမိထားတယ်လို့ကြံတဲ့စစ်သားတွေကတော့အကုန်လုံးထွက်ပြေးသွားကြတယ်လို့တောင်သာမြို့နယ်ပကဖားရဲ့တာဝန်ရှိသူတဦးကပြောထားပါတယ်ခင်ဗျာ ဖက်မှာတော့ဘကိုးတိုင်းကပေါကောင်းမြို့နယ်အတွင်းစစ်ကြောင်းထိုးနေတယ်အကြဖက်စကောင်းစီတက်ကဂျေးရွာငါးရွာကိုဇက်တိုက်မိရှုဖျက်ဆီးနေပြီပြည်သူတွေလည်းဘေးလွရာကိုတန်းရှောင်နေရတယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ္တကိုပြောပါတယ်ဒါကတော့မေလ28ရက်နေ့ကစပြီးပေါကောင်းမြို့နယ်အတွင်းစစ်ကြောင်းထိုးဝင်ရောက်လာတဲ့စစ်ကောင်းစီတက်စစ်ကြောင်းဟာတိုက်ချောင်းအိုက်ဇောက်ကတပန်းကိုင်းမြင်းနီဂျောနဲ့တောင်ကန်ကလေးဂျေးရွာတို့ကိုဇက်တိုက်မိရှုဖျက်ဆီးနေတယ်ဆိုပါတယ်လက်ရှိမှာတော့အဲ့ဒီဂျေးရွာတွေကပြည်သူတွေဟာဘေးလို့ရာကိုတင်းရှောင်နေရပြီး နေအိမ်တွေဘလောက်တောင်မိလောင်ပြကြသွားပြီလဲဆိုတာမသိရသေးပေမဲ့အဝေးကနေကျေးရွာတွေမိလောင်နေတာကိုဒီအတိုင်းကြည့်နေရတယ်လို့ဒေသခံပြည်သူတွေကပြောထားကြပါတယ်ခင်ဗျာတစ်ဖက်မှာတော့အကြံဖတ်စကောင်စီရဲ့အဓိကဝင်ငွေရလန်းဖြစ်တဲ့ရေနံလုတ်ကွက်အစ်စ်တွေအတွက်ဒိုင်းကမ္ပဏီနဲ့စကောင်စီတပ်တို့ခွဲဝေခံစားရေးစာချုပ်ကိုချုပ်ဆိုလိုက်တယ်ဆိုပြီးစကောင်စီကယမန်နေ့ကပဲတင်ထုတ်ပြန်လာပါတယ်ဒါကတော့ဒိုင်းနိုင်ငံကမ္ပဏီဖြစ်တဲ့ Go Petroleum မြန်မာနဲ့စစ်တလောက်ခံ MOG တို့က မင်းရဲ့သူစီမံကိန်းဆိုပြီးအမိပေးထားတဲ့မုဒ္ဓမကန်းလွန်လောက်ကကိုပူပေါင်းလှုပ်ဆောင်ပြီးတော့ရေနံနဲ့သဘာဝတံငွေထုတ်လုံမှဖြစ်တယ်လို့အဲ့ဒီရဲ့ထုတ်လုံမှုအပေါ်အတူတူခွဲဝေခံစားရေးအတွက်စာချုပ်ကိုမေလ29ရက်နေ့ကပဲနေပြီးတော့မှချုပ်ဆိုခဲ့တယ်ဆိုပြီးစစ်ကောင်စီကတရင်ထုတ်ပြန်ထားတာပါအဲ့ဒီလိုထိုင်းကမ္ပဏီနဲ့စာချုပ်ချုပ်ဆိုနိုင်တဲ့အတွက်ရေနံနဲ့သဘာဝတံငွေလုပ်ငန်းကနေနိုင်ငံသားဝင်ငွေပို့မှုရရှိလာမယ်ဆိုပြီးတော့ပါစစ်ကောင်စီလက်အောက်ခံစွမ်းအင်ဝင်ကြီးဆိုသူကိုကိုလွင်ကပြောဆိုလာပေမဲ့ အဲ့ဒီစီမံကိန်းကတဘာဝတန်ဝေးဟာလာမယ့်2028ခုနှစ်မှသာစတင်ထုတ်ယူနိုင်မှုရည်မှန်းထားတယ်ဆိုပြီးတော့လဲပြောထားပါသေးတယ်။တစ်ဖက်မှာတော့သူတို့စစ်တပ်ကအာဏာသိမ်းပြီးကတည်းကရသပြည်သူတွေကိုတပ်ဖြတ်ပြီးစစ်ရာဇဝတ်မှုတွေကိုကျူးလွန်နေတဲ့အတွက်အဲ့ဒီစစ်ကောင်စီလက်အောက်ခံ MOGE ကိုဆွစ်ဇာလန်၊ဥရောပ၊အမေရိကန်၊ဗြိတိန်နဲ့ကနေဒါနိုင်ငံတွေကနေဒဏ်ကပ်အရေးယူထားပြီးမြဲထိုင်းနိုင်ငံကတော့စစ်ကောင်စီနဲ့ပူးတွဲပြီးစီးပွားရေးလာလုနေတာဖြစ်တယ်လို့သိရပါတယ်ခင်ဗျာ။ ခုတစ်ခါဆက်ချင်တာကတော့ထိုင်းနိုင်ငံစမှုစခွန်မှာမြန်မာအလုပ်သမားတွေလိုက်ပါလာတဲ့ကားဟာယထာလာနေတဲ့တန်လန့်ကိုဖျက်ကူးတဲ့အချိန်ကြောက်လန့်ပြီးကားပေါ်ကနေခုန်ချကြရကနေမြန်မာလူသမားတို့ဖြစ်တဲ့မက်ဖြူဖြူဆိုတဲ့သူဟာယထာကျိတ်မိပြီးတိတ်ဆုံးသွားတယ်လို့ထိုင်းသတင်းတွေမှာဖော်ပြထားကြပါတယ်ဖြစ်စဉ်ကတော့ဒီကနေ့မေလ31ရက်နေ့မနက်9:00နာရီဝန်းကျင်လောက်မှာပဲထိုင်းနိုင်ငံကစမှုစခွန်မှာအချိန်အနီးမှာယထာလာနေတဲ့တန်လန့်ကိုမြန်မာလူသမား၈ဦးလိုက်ပါလာတဲ့ကားဟာဖျက်ကူးခဲ့တယ်ဆိုပါတယ် အဲ့ဒီချိန်ကောင်းမှာပါလာတဲ့မြန်မာအလို့သမားတွေဟာယထာရှိန်နဲ့လာနေတာကိုတွေ့ပြီးတော့ကားကမလွတ်ဘူးအထင်နဲ့ကြောက်လန့်ပြီးကားပေါ်ကနေခုန်ချရာကနေမြန်မာလူသမားအမျိုးသမီးမက်ဖြူဖြူဆိုတဲ့သူဟာယထာလက်မပေါ်မှာချော်လဲသွားတဲ့အတွက်ယထာကြိတ်ခံရပြီးတိတ်ဆုံသွားခဲ့ရတာဖြစ်တယ်လို့ကားကတော့ယထာနဲ့လွတ်သွားတယ်လို့ထိုင်းသတင်းဌာနတွင်မှာဖော်ပြထားကြပါတယ်။အဲ့ဒီနောက်အခင်းဖြစ်ပွားရာနေရာကိုထိုင်းအာဏာပိုင်တွေကချက်ချင်းရောက်လာပြီးတိတ်ဆုံသူရဲ့ရုပ်လောင်းကိုတဲထုတ်ဓာတ်တွေလုပေးပြီးတဲ့နောက် ကာမောင်းတဲ့သူကိုထိုင်ရက်တက်ဖွဲ့ကစစ်စစ်ဓာတ်တွေလုံနေတယ်လို့ထိုင်းသတင်းတွေမှာဖော်ပြထားကြပါတယ်ခင်ဗျာဟုတ်ကဲ့ဒါကတော့ရုံခစ်တက်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နားငယ်ပါ